ျွန်ဒီကနေ့တော့မိတ်ဆွေစကားပြောကောင်းခြင်းအပြင်ရရှိစီလာနိုင်မဲ့အကျိုးကျေးဇူး၄ချက်ကိုမျှဝေပေးချင်တာဖြစ်ပါတယ်။နံပါတ်၁တစ်ချက်ကတော့မိတ်ဆွေဒီစကားပြောကောင်းတဲ့သူဖြစ်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းတွေအများကြီးဖြစ်စေနိုင်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ customer တွေနဲ့ဆက်ဆံတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့ supplier ပေါ့ပစ္စည်းဖြန့်တဲ့သူတွေနဲ့ညှိနှိုင်းပြောဆိုဆောင်ရွက်တာပဲဖြစ်ဖြစ်မိတ်ဆွေအတွက်တိတိကျကျတိတိပပပြောဆိုနိုင်တဲ့အခွင့်အရေးကိုရရှိစီပါလိမ့်မယ်။နောက်ထပ်နံပါတ်၂အချက်ကတော့ share ရှင်နဲ့ share တဲ့နေရာမှာ ကိုယ်လုပ်ငန်းကိုနောက်တစ်ဆင့်မြှင့်ဖို့အတွက် shell ရှင်နေเนาะကျွန်တော်တို့လုပ်ငန်းမှာရင်းနှီးမြှုပ်နှံမဲ့သူတွေရှာဖွေတဲ့နေရာမှာမိွှေသည်မိမိရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အမြင်တွေမိမိလုပ်ငန်းနဲ့ပတ်သက်တဲ့အထွေးခေါ်အယူအဆတွေကိုသူများရကာကိုချပြနိုင်မှာဖြစ်တဲ့အတွက်မိွှေသည် share ရှင်ရှာတဲ့နေရာမှာလည်းပုံမှုအဆင်ပြေစေတာကိုတွေ့ရပါလိမ့်မယ်နောက်ထပ်နံပါတ်3အချက်ကတော့အခုခေတ်ဒီကျွန်တော်ကိုယ်တိုင် personal image တိရှောက်တာတွေရှိတယ်เนาะ brand image တိရှောက်တာတွေရှိတယ်အဲ့လို storytelling လုပ်တဲ့နေရာမှာမိွှေရဲ့ စီးပွားရေးကိုဒီစကားပြောကောင်းကြီးအထောက်အကူပြုစီပါတယ်။ Okay ဒါတော့စီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာပါ။အာနံပါတ်1အချက်ကတော့ကျွန်တော်ပညာရေးပါ။အကြိမ်မှာမိတ်ဆွေကကြောင်းတက်နေတယ်ဒါမှမဟုတ်အာပညာရေးနဲ့ပတ်သက်ပြီးလေးလာလိုက်စားနေတဲ့လူငယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာဒီပညာရေးပိုင်းမှာလည်းစကားပြောကောင်းခြင်းအားအထောက်အပံ့စေပါတယ်အဲ့လိုမျိုးစကားပြောကောင်းခြင်းအပြင်ဆရာဆရာမတွေနဲ့ပြောဆိုတဲ့နေရာမှာကိုယ့်ရဲ့အသင်းအဖွဲ့တွေနဲ့ပြောဆိုတဲ့နေရာမှာအာ တိတိတတကြီးအကျိုးကျေးဇူးဖြစ်စေတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်တို့ presentation လုပ်တဲ့အချိန်နေတော့ကိုကနေပြီးတော့ကိုရဲ့ idea ကိုရဲ့ concept တွေကိုအများသူငါ့ကိုမျှဝေတဲ့အချိန်ဒီမှာဒီစကားပြောကောင်းခြင်းဟာအခွင့်အလမ်းကြီးဖြစ်စေလာနိုင်တာဖြစ်ပါတယ်နံပါတ်3ချက်ကတော့ကျွန်တော်တို့တွေနေ့စဉ်ဘဝမှာလူမှုရေးရာနဲ့ဆက်သွယ်ပြောဆိုဆောင်ရွက်တဲ့အချိန်မှာအဆင်ပြေစေနိုင်တာပါလူမှုရေးရာဆိုတဲ့နေရာမှာမိသားစုတွေနဲ့စကားပြောတာတငယ်ချင်းအပေါင်းအသင်းတွေနဲ့စကားပြောတာချစ်သူသမီးစားကြားစကားပြောတာတွေမှာ ပုံမအဆင်ပြေစေနိုင်ပါတယ်ကျွန်တော်တို့ကနေ့စဉ်ဘဝမှာစကားနဲ့ပဲပြောဆိုဆက်သွယ်ဆောင်ရကားတာဖြစ်ပါတယ်။ဒါကြောင့်မို့စကားလေးတွေတခါလေးမှအမှားလေးတွေပြောမိတာခလုတ်ကသင်းလေးတွေပါသွားတာစသဖြင့်ပေါ့နော်။အဲ့လိုမျိုးအညီအစွန်းလေးတွေကိုစကားပြောကောင်းခြင်းအပြင်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။စကားပြောကောင်းတာဟာစကားကောင်းပြောနေတာနဲ့မတူဘူးနော်။စကားပြောကောင်းတာဟာမိမိစီတကယ်ကိုပြောချင်တဲ့အကြောင်းအရာကိုဆိုလိုချင်တဲ့အကြောင်းအရာကိုတိတိပပပြောဆိုနိုင်တာဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့စကားပြောကောင်းခြင်းဟာ ကိုကိုကိုယုံကြည်မှုတက်လာစေနိုင်ပါတယ်။ဘာလို့ဆိုအများသူငါလည်းမိတ်ဆွေကိုလေးစားလာမယ်။ဟာဒီကောင်လေးကတော့စကားပြောကောင်းတယ်ဟိနော်ဒီကောင်ပြောတဲ့ဥစ္စာတွေကတော့လက်ခံနိုင်စရာရှိတယ်။စသဖြင့်သူများရဲ့ယုံကြည်မှုကိုလည်းရရှိလာစေနိုင်တယ်။ဒါကြောင့်မို့စကားပြောကောင်းခြင်းဟာသူတစ်ပါးတွေရဲ့လက်ခံယုံကြည်မှုကိုရရှိလာတဲ့အတွက်ကိုကိုတိုင်းလည်းယုံကြည်မှုတက်စေနိုင်ပါတယ်။ဒါကြောင့်မို့စကားပြောကောင်းခြင်းဟာစီပွားရေးကိုအထောက်အကူပြုစေတယ်၊ပညာရေးကိုအထောက်အကူပြုစေတယ်၊လူမှုရေးကိုအထောက်အကူပြုစေတဲ့အပြင်ကမှကိုကိုကိုယုံကြည်မှုပါ ရရှိစေနိုင်ပါတယ်။အဲ့တော့ကျွန်တော်ထူးထူးခြားခြားမစ္စရူကိုမျှဝေပေးစရာရှိပါတယ်။အဲ့ဒါတော့၁၁ဆနစ်မှာကျွန်တော်စကားပြောဆိုခြင်းအတတ်ပညာနဲ့ပေါင်းတင်ဆက်ဆံရေးဆိုတဲ့သင်တန်းလေးရှိပါတယ်။နော် public speaking and relation ပေါ့ဗျာ။အဲ့ဒီသင်တန်းကိုနှစ်ရက်တိတိသင်သွားမှာမနက်ကို7:00နာရီကနေညနေ4:00နာရီထိသင်သွားမှာပါ။အဲ့ဒီသင်တန်းမှာမစ္စရူအသင်ခန်းစာပေါင်း20သင်ရမယ်။လက်တွေ့စာတွေ့နှစ်ခုလုံးသင်ရမှာ။ အဲဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တင်မတင်မဲ့အပိုင်းနေထဲမှာကျွန်တော်တို့စင်ပေါ်မှာဟောပြောခြင်းပေါ့စင်ပေါ်မှာဟောပြောတဲ့ဆိုတဲ့နေရာမှာလည်းနှစ်ပိုင်းရှိပါတယ်ကျွန်တော်စင်ပေါ်မှာယုတ်တိရဲ့ပြောဆိုတာနဲ့ကြိုတင်ပြင်ဆင်ပြောဆိုတာနဲ့အဲ့ဒီအရာတွေကိုမိတ်ဆွေဘယ်လိုလုပ်မလဲအင်တာဗျူးအပိုင်းအင်တာဗျူးမှာလည်းကိုကမေးရတာရှိသလိုကိုကိုပြန်ဖြေတဲ့ဥစ္စာလည်းရှိပါတယ်ကိုကပြန်ဖြေရတာလည်းရှိပါတယ်နော်အဲ့တော့ကိုကိုပြန်ဖြေတဲ့အချိန်မှာကိုကပြန်ဖြေတဲ့အချိန်မှာဘယ်လိုမျိုးပြောဆိုဆက်သွယ်မလဲနော်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ presentation ပေါ့အခုနောက်ပိုင်းစီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ပညာရေးမှာ presentation တွေပြင်ရပြီးအဲ့လို presentation ကောင်းကောင်းတစ်ခုဘယ်လိုပြင်မလဲဘယ်လိုတင်ဆက်မလဲဒါလေးလည်းကျွန်တော်မျှဝေပြီးတော့ဖို့ရှိပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော် debate ပေါ့เนาะကျွန်တော်တို့ကဒီအခုနောက်ပိုင်းမှာကျွန်တော်တော်တော်များများတွေ့လာပါလိမ့်မယ်အပြန်လန်ပေါ့เนาะအကြောင်းအရာကိစ္စတစ်ခုမှာကိုကတခြားဘက်ကညင်းမယ်နောက်ထပ်တခြားသူတယောက်ကတခြားဘက်ကနေပြောဆိုတယ်အဲ့လိုမျိုးအပြန်လန်ပြောဆိုတဲ့နေရာမှာကိုယ့်ရဲ့အဆိုကိုယ့်ရဲ့ တင်သွင်းမှုကိုကိုပြောဆိုနော်တဲ့အကြောင်းအရာကိုအမြင်အားလက်ခံလာအောင်တပိတ်ကောင်းကောင်းဘလို့လုပ်မလဲဆိုတဲ့အချက်တွေပါကျွန်တော်မျှဝေပြသမှာဖြစ်ပါတယ်စိတ်ဝင်စားလဲဆိုရင်09964016243ကိုဆက်သွယ်လို့ရပါတယ်သင်တန်းကြီးကတော့နှစ်သိန်းခွဲပါနှစ်ရက်ထဲနဲ့မဲဆိုလို့စကားပြောကောင်းမဲ့အချက်လက်တွေကိုအမြင်အားပြရရှိမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်မိုးရဲမြန်မာကျွန်တော် AOD Business Center ရဲ့ founder ဖြစ်ပါတယ်ခင်ဗျ thank you ပါ